45ရဲ့လောက်နဲ့တိတိတသားကျမ်းမာကြန့်ခိုင်နေတယ်ဆိုရင်တော့ဒီ၃ချက်ကိုလိုက်နာဖို့လိုအပ်ပါတယ်နံပါတ်၁ချက်ကတော့ EAT နဲ့ LEAT ဆိုတာ EAT ဆိုတာကျွန်တော်စားခိုင်းတာမဟုတ်ပါဘူး EAT ရဲ့အရှိေကက exercise activity သမုဒ္ဒနာဖြစ်ပါတယ် လက်ကျင်ကပြုလုပ်တဲ့ချိန်မှာလောင်ကျွမ်းတဲ့ calorie ပမာဏကိုခေါ်ခြင်းဖြစ်ပါတယ်။ NEAT ဆိုတာကတော့ non exercise activity တာမောကျွန်တော်လက်ကျင်ကမဟုတ်တဲ့လက်ကျင်ကရဲ့ပြင်ပါကျွန်တော်တိတိကျကျလှုပ်ရှားမှုတွေကလည်းလောင်ကျွမ်းတဲ့ calorie ပမာဏကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ပထမဆုံးအချက်အနေလေးဒီလိုလို့ကိုယူဆိုင်ဖို့လိုပါတယ်။ကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုရင်ကိုကလက်ကျင်ကအတွက်အချိန်အများကြီးပေးနိုင်ဘူးကိုကပြီးတော့ body weight လည်းလည်းရင်များနေတယ်လို့ဆိုရင် EAD ကိုခေါ်တဲ့လေ့ကျင့်ခန်းအတွက်ကိုကျွန်တော်တရက်မှာမိနစ်20လောက်ပဲ အချိန်ပေးပြီးတော့လက်ကျင်ခံပြုလုပ်မှဖြစ်ပါတယ်။ကြံတဲ့အချိန်ဒီမှာကျွန်တော် flow လို့ရှာရှာလေးနေပြီးမယ်။ခုမှပြောရင်ပိုနာဒီနာသွားလို့ရှိရင်လမ်းလျှောက်သွားတာ၊ဖလေကားအတက်စင်းတက်လေကားမတုံးပဲနဲ့ဒီလိုနေကတက်တာဒီနေ့တာမှအထိုင်မများစေပဲနဲ့အထိုင်ရမှုကို short ချနေနဲ့လှုပ်လို့ရှာရှာလေးနေပြီးခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ပထမဆုံးချက်အနေနဲ့ကျွန်တော်လှုပ်ရှားမှုတွေကိုပြုဆိုင်ရမှာဖြစ်ပါတယ်။ဒုတိယချက်အနေနဲ့ကတော့ clean and simple eating ဖြစ်ပါတယ်။ ိတ်နံစက်ပဲ ED ဆိုတာကျွန်တော်တချို့ကကျမ်းမာကျန်ခိုင်နေဆိုရင်ဈေးကြီးရဲ့ diet plan ကြီးတွေစားမှာလားတကူးတကကြီးချက်ပြုတ်စားသွားမှာလားရေလုံပြုတ်ပြီးအစီရှောင်းတာတွေ carbohydrate ရှောင်းတာတွေကိုစားမှာလားဆိုပြီးတော့ဒွိဟာလေးများလေးရှိပါတယ်ဒါမျိုးမဟုတ်ပဲလေကျွန်တော်တို့က clean တန်ရှင်းရမယ် simple လွယ်လွယ်ကူကူစားသွားလို့ရမယ်ပုံစံလေးကိုစားသွားမှာဖြစ်ပါတယ်ဘာတွေကိုစားရမလဲဆိုကျွန်တော်တို့စားနေကြပမာဏတွေတဲ့ကမှာအချိုတွေအငံတွေ အစီအွေအတင်စားအစားအစာတွေ ready made food တွေကိုတန်လန်တောင်ကြီးရှော့ချမှာဖြစ်ပါတယ်ဒီထဲကမှကျွန်တော်တို့ကအသီးရွက်တွေအသားအဟာရတွေအူအူမျိုးမျိုးတွေလို့နဲ့လို့ရက်ပစ္စည်းတွေကိုပို့တိုးပြီးစားတခုတတိထားမှာကလို့နဲ့လို့ရက်ပစ္စည်းတွေကတော့ကီလိုပမာဏအနည်းငယ်လေးမြင်နေတာကိုတတိထားမှာဖြစ်ပါတယ်နောက်ထပ်ခြေတက်ပြေအောင်တနည်းမှာ3လီတာကတော့တောင်းတုံးပြီးလိုအပ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ mind relax ဖြစ်ပါတယ် လေ့ကျင့်ခန်းတွေအစားအသောက်တွေကိုတခြားလိကယူဆိုင်တယ်ဒါပေမဲ့မိမိက stress တွေများနေတယ်စိတ်ပီစီမှုတွေစိတ်မကြည်မလင်ဖြစ်မှုတွေများနေတယ်ဆိုရင်လည်းအပေါ်ကအချက်နှစ်ချက်စ조사ခဲ့တဲ့ဟာတွေကစ조사တဲ့လောက်အရာမရောက်ဘူးနောင်လေးဇေရပါတယ်ဒါကြောင့် my relax ကလည်းအရေးကြီးပါတယ် မိုင်းရလန့်စ်ပီပယ်ဆိုရင်ကျွန်တော်တို့မနက်စောပိုင်းမှာအသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေတရားထိုင်တာတွေညအိပ်ရာဝန်ခံတွေမှာ stretching ပေါ့အကျောလျှော်တာလေးတွေတရားထိုင်တာလေးတွေလေ့ကျင့်နေနဲ့ပြုလုပ်ဖို့လိုအပ်ပါတယ်။တိတ်အများကြီးမဟုတ်တော့ကျွန်တော်တို့9မိနစ်ခန့်ပါလေးစတင်ဖို့လိုအပ်ပါတယ်။ဘလောက်ပဲအလုံးရှုပ်ရှုပ်9မိနစ်လောက်တော့အချိန်ပေးနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။နောက်ပြီးအချိန်ကိုလည်းခွန်မာရီကတော့အနည်းဆုံး8ဆက်ပြီးဖို့လိုအပ်ပါတယ်။ ကျွန်တော်အခုပြောခဲ့တဲ့အချက်၃ချက်ကကျန်းမာကျန်းခိုင်စေဖို့အထောက်အကူပြုမဲ့အချက်၃ချက်ဖြစ်ပါတယ်။ဒီအချက်၃ချက်ကိုသိအများကြီးမဟုတ်ဘူး။55ရက်လောက်ပဲဆွဲဆွဲနေနေလေ့ကျင့်ကြည့်ပါမိတ်ဆွေကနောက်55ရက်လို့လို့ရှိရင်အခုနဲ့မတူတဲ့ကျန်းမာကျန်းခိုင်မှုတွေစိတ်ခံစားချက်တွေရရှိနေမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးနေတဲ့ကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကိုလူလေးဖြစ်ပါတယ်ဗျ။